င်္ဂလာပါရှင်။နာပြည့်ညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစ်။ဒီနေ့မှာတင်ဆက်ပေးမယ့်အရေးမဲ့လွင်ပြင်းဆိုတဲ့စိတ်ဝင်စားပွဲရင်းနှင်းပွဲပြည့်ရမှန်ဇလံကောင်းလေးကိုလေခန်းစားနားဆင်အားပေးကြပါရှင်။နမယ်လေးကြည်တော်လှလှလေးနှင်းစီမိုးလေးရုပ်ရည်ယူပကာကလည်းတနာစီရပါ။စီနဲ့ဝေးခဲ့တဲ့ရက်ကတော်တန်ကြခဲ့မိဖို့ထင်ပါရဲ့။ တူနန်းနန်လေကုတ်ချောက်စပင်တွေက6သိန်းရောင်းနီးထွေးထွေးလေးပြီးဖို့တင်မှုလေပြီးကလေးတစ်ချောင်းကစောင့်မထားတာမို့ပွာလန်ကျဲနေတယ်အများတကလို့စေဆိုးထားတဲ့အယောင်စင်းမျိုးနှင်းစီမှုစပင်ကမဟုတ်ပါပင်ကိုစောက်ချချအနေထားကြောင့်မတတ်မရက်ဖြစ်နေတယ်ပြောလို့သာပြောရတယ်နှင်းစီမှုအသားရည်ကကရင်သွင်းတော့မို့ဖြူဖြူဖွေးဖွေးနဲ့ပင်ပြိုနူကလေးကြောင့်ဝင်းဝင်းပန်းပန်းရှိတယ်သူအသက်မှာ16နှစ်တောင်မပြည့်တတ်သည် လေးတိုက်တေးရွက်လှုပ်တာတော့တဲတဲလှုပ်နှွေကပလီတဲ့အကျင့်ကသူ့အင်ဒီကိုမထိန်နိုင်ကုကုတော့ရွာက ထွက်လာခဲ့စဉ်နှင်းစီမှုအဖို့ဘာမှမဲမဲရရာဥတီချံမရှိခဲ့ပထွေးမျက်နာကိုမမြင်ရရင်စိတ်ချမ်းသာပြီးဆိုတဲ့အတွေ့တစ်ခုပဲရှိခဲ့တယ်အမေနဲ့ပထွေးကြာနေရထိုင်ရသည်မှာမွန်တိတ်ကြက်လာတယ်လို့ထင်နေပထွေးဆိုတဲ့ရာဇဝင်သမိုင်းကြောင်းကိုလေနားမဆက်အောင်ကြားခဲ့ဘူးလေတော့ ူအတွေ့ထဲမှာ အမြဲတမ်းကြီးလန့်စွာစားရသလိုအိပ်ရင်လည်းအိပ်ပြန်ပြီးစားရင်လည်းစားပြန်ပြီးထိုင်ပြန်တော့ငုတ်တော့တိတ်အလုံးရှုပ်တာဒီစက်ကလေးမှာစိတ်တိုင်းမကြနိုင်ဒီကြားထဲဆိုင်တော့တည်းအတွက်အမဲကျော်တော့ငဖောင်ရိုးချောက်ကျော်ဝတ်သွေးကေလက်ဖက်တော့ပဲကျော်တော့နံပါတ်ချင်းကြက်ကောင်ကြက်ကြေတော်ဆိုတာမျိုးကို မာတဲ့ဝိုင်းကို လိုက်ချပေးရတဲ့အခါမျိုးဆိုသူ့အဖို့စိတ်အညစ်ရဆုံးဖြစ်တဲ့ အတော်သမားဝိုင်းဆိုတော့လေအနတ်သက်ဆူဆူတွေဩဂလီဆန်စရာဖြစ်တဲ့တနေ့ကိစ္စမဟုတ်တနေ့တနေ့မိုးလင်းကမူချုပ်အမီးကျော်အရက်ချပြီးစားပြီးပကန်းစီတန်ကြီးတဲ့ရေအလက်မရှိအောင်အထမ်းနဲ့ဆွဲဖြေနေရသည်မှစိုင်ပိတ်တာနဲ့ခန္ဓာကိုယ်ကကန်ရိုက်ထားသလိုဘုံဘုံကြကြင်နေစိုင်ဖွင့်ကလေးကနှင်းစီမှုမှအပြည့်တက်ခဲအစွမ်းကြောင့်သွာလာလှုပ်ရှားနေတဲ့လမ်းလျှောက်ဆက်ရုပ်တစ်ခုလိုတရောက်တောက်လောက်ကင်နေရတဲ့ကြောင့် ပထွေးလောက်သူရဲ့အော်အငေါက်ကမလွတ်နိုင်ဇတုရွေးကတော်တော်မေတော်ကကေကေအမေကားဖြင့်တခွန်းမှာမဟန့်မှာပဲဒီလူကြီးကမုန်းစရာကောင်းလိုက်တာမဟုတ်ဘူးမုန်းကို မုန်းလိုက်တာညနေဆောင်တာနဲ့အရက်ခိုးတွေဝေစီပြီးမြတ်သားဤဆက်ဆက်အကြည့်တံကို မခံနိုင်ကိုကကျူးရင်ကိုတူးတော်မှာယုံမရကြားလာရင်ကြော်မကောင်းကြားမကောင်းဖြစ်တဲ့အစဉ်ကိုရောက်မလာနိုင်ဘူးလို့ဘသူကမှအသေးချာမပြောနိုင်ဒီအသည့်ဝင်လာတိုင်း သူအဖေကိုစိတ်နာလာတတ်တယ်။အဖေဆိုတာကသူ၅နှစ်သမီးမတိုင်ခင် အမေကိုပြစ်ပြီးနောက်တယောက်နဲ့လိုက်သွားခဲ့တယ်။အဖေကဖြိုးတဲ့မဲတွေကိုတဲတဲကွဲကွဲအုံနောက်ထဲမှာမရှိတော့အမေကလည်းအဖေရဲ့တတိယမြောက်ဇနီးဖြစ်ခဲ့သူပါ။အဖေကိုလည်းတွေ့တာလူစိတ်တန်တာစိတ်လွမ်းဆွစိတ်ရေးရေးမှပေါ်ဟန်မရှိ။အမေကသူ့အတွက်ကောက်ရိုးတမြင်စားမြောက်ဖေးကူမှခဲ့တယ်။ပထွေးအပေါ်မှာမလွန်ဆန်ဝနာဖြစ်ခြင်းဖြစ်နိုင်တယ်။ ။ဘာပဲပြောပြော သူတို့နဲ့အတူနေရသည်မှာ နေရှိသည်များစိတ်ထဲမှာမချမ်းသာမကြည်လင်နိုင် အစီပြန်မျက်နှာများအရှိဝေဝေမျက်လုံးအစုံများပုပ်အဲ့စူးပြင်းနေအနန္တဆူးများကြောင့်သူမပြောပိုင်နိုင်။အဖွားစောသာရှိနေသေးရင် အဖွားစီကိုပြန်သွားမယ်။ယခုမှ အဖွားစောကလေသူ့ကိုခြံထားရိတ်ခဲ့သည်မှာခုနှစ်နှစ်ရှိတော့မယ်။ရွာမလေးတန်းအတီပဲသူစာတင်ခဲ့ဘူးတော့တေစာရှင်သာဖတ်တဲ့ယုံ ဘယ်ပုံလောက်ရမှာကိုသူမဝေခွေနိုင် သူချွေးကအင်ကြီးကြားထဲမှာအမိအလေးနိုဘူးကုံကိုပတ်ဆိုင်ဘူးလောက်ထားတဲ့ထေကောက်နွမ်းညင်ညင်ညူမဲမဲ90တန်းနှစ်ရွက်ကိုတော့အခါမလက်လက်ချောင်းကလေးနဲ့ထူးထူးဆန်းနေဘာလို့လို့နေသူကိုကိုတော့ရွာကထွက်လာပြီးညောင်တုံးကိုရောက်လာဒီမှာရက်နေစေခံရှိတော်မေအင်ကာဝေးပြီးရောလို့စိတ်ပိုင်းဖြတ်ကြုံနဲ့ကာတက်စီပါလာတဲ့ငွေတရားကိုကားကပြီးလိုက်တယ် ညောင်တုံးရောက်တော့ကားကိတ်ဆုံးသွားတယ်။သူစင်းနေ။ဘယ်စီတော့ရမှာကိုငကိုကလေ တွတ်မထား။အခုလဲသူ့မတွေ့။အမေမျက်နာကိုကားစည်းစင်ကတစ်ချက်တစ်ချက်ပေါ်ပေါ်လာပြီးမေစိတ်ထဲမှာတော့ဘာမှမဖြစ်သလို။ကားပေါ်မှာစိတ်လက်ပေါ်ပါနေတယ်။အရှိန်နဲ့မောင်းနေတဲ့ကားရဲ့ပြရင်းစီမှာဒိုးဝေးတွန်းတိုက်ဝင်လာတဲ့လေတို့ကသူ့ရင်ထဲဘဝင်ထဲမှာအေးစိမ့်စိမ့်နဲ့အရသာရှိလာသည်။တခြားခရီးသွားများကဲ့သို့အထုပ်ပိုးပရဘွားလေးမပါ။ ဓမင်းကြိုက်ရေပလင်းလည်းမရှိ ရုပ်ဆော့အစုံလက်ဆွဲချင်းကလေးတောင်မှခတ်သေးသေးများမပါခါဝဲခါစားအပြင်ဓမင်းအနီရောက်မာဆရိုက်တတိအပြာရင်ခံဘောလုံးပြောက်တရုတ်ဓမင်းတတိအတွင်းကဘောင်းမိပန်းတို့ရောင်တတိရရင်ကြီးအယောင်မွေး66တတိသာနှစ်ချက်တန်ကျိုးကျိုးအိတ်တစ်လုံးနဲ့လုံထူထဲ့လာခဲ့တယ်ကားပေါ်မှာခရီးသွားများရဲ့မျက်ကြည့်ဘလို့ရှိနေခဲ့တာကိုသူကောင်းထဲမှာရှိမနေခဲ့ သို့တော်လေမလုံမလဲစိတ်စိုးရွံစိတ်ဘာမှမသိတဲ့ကြောက်လန့်စိတ်တို့ကကားအရှိန်နဲ့ဖြက်ခနဲဖြက်ခနဲပေါ်ပေါ်လာတတ်တယ်။ထို့သောပေါ်လာတိုင်းလေကားလန်ပေးရှိတစ်ပင်များကိုကားကရိတ်ခနဲရိတ်ခနဲဖြက်ကျော်သွားသလိုတခဏချင်းမှပဲပျောက်ပျောက်သွားပြီးလန်နေပေးစီကအဆုံးမရှိလေကွင်းစင်းစင်းများကြောင့်သူ့စိတ်များစီမြော်လွင့်ပါသွားကြရစိမ့်တဲ့လေကွင်းများပြာနုတဲ့မိုးကောင်းကင် ဖွေးဖြူတဲ့တင်တူကလေးတို့ရဲ့အတွေ့အထိများကြောင့်နှင်းစီမိုးအပြိုဖြစ်စားကကြိုက်ခဲ့တဲ့မောင်ဝင်းရဲ့မျက်နှာမချိုမချင်ကလေးတစ်ချက်တစ်ချက်စုံမိလိုက်ပြန်နေ။ဘာရေတော့မဟုတ်စိတ်ကြည်နူရီသူ့ပါပြင်ထက်မှသူပိမ့်ပိမ့်ရှင်တိန်တိန်နဲ့နဘေးနဘီကလူများတိမာဆိုးတာကြောင့်ပြုံးချင်ရည်ချင်စိတ်ကိုမနှဲချုပ်တီးထားရပုံရှိနေတတ်တယ်။သူအိမ်ပြီးကလေးတယောက်ဖြစ်ကြောင်းထုတ်ဖို့မပြောတော့လေရွတ်တို့ရိတ်တိတ်ပါလျက်စွာပေါ်ပြနေသည်။ ဟဲ့ကောင်မလေးဘာငိတ်နေတာလဲဟိုစပွဲကထမဲလိုက်ပွဲ တောင်းနေတယ်လေသွားချပေးလိုက်ရုပ်ကနဲ့သူ့ခန္ဓာကိုယ်လေးတွန့်တုံသွားရင်ဟုတ်ဟုတ်ကဲ့မမကြီးညောင်တုံးရောက်ခရေကအသည်မရှိဆွေမျိုးမရှိဘာလို့ရမှမသိခင်ရှောင်းနာနာနဲ့ကာလန်ဘေးစီကမိတ်ဆွေရင် ထမင်းဆိုင်တွေ့လိုက်ကမှအလौတခုခုရလို့ရငါဇနီးနာယာကထိုးဆိုင်မှာပဲပကန်စေးတပွဲထိုးအလौကိုရလိုက်တဲ့ လောဆမှုလာကတတ်တတ်မမှန်မရှိသည်ဓမင်းစာညာ၏နေစီမှုအဖို့တိတ်စင်စားမနေဝင်လောက်ဖြစ်သွား၏မိတ်ဆွေရင်းမှာသူတိတ်မကြလိုက်ပါရနေစေကြောကြောသာလှုပ်ခေရ၏ဆိုင်ရှင်မမရဲ့လက်ဆွပြောက်ကိစ္စသူ့ထံကိုယူလာ၏ဟိုတိုင်းဒီစေလှုပ်လာ၏ငကိုဓက်ခံရှိပြီးသားနဲ့နေစီမှုအဖို့စက်နေဖို့မကောင်းတော့ဒီအထက်နောက်တဘူကဆင့်လာသေးတယ်သူကိစ္စနဲ့မသက်ဆိုင် တိုးတော်လေမိတ်ဆွေရင်ဆိုင်ရှင်လေးများတို့ရဲ့အကွယ်ပြေပြဒနာမမကြီးကလည်းနောက်တစ်ယောက်ထပ်ယူမမကြီးရဲ့အမျိုးသားကလည်းနောက်တစ်ယောက်ထပ်ပေါင်းမိတ်ဆွေရင်ဇကောင်းကွေးကြရီဇက်ပြက်ကြီးတွေမှာနှင်းစီမိုးလူရင်းသမားကဘယ်အခန်းမှာအသုံးတော်ခံနိုင်မှမလဲတေရမပြောင်းသူကောင်းမဖြစ်နိုင် သူမအဖို့တော့တေရပြောင်းတော်လေရေရရရဘာမှမရှိဘဲတောင်ဘေကံမြန်ရမှမသိတဲ့လောက်ခလည်းမရှင်အမှုလည်းမဆိုင်ရတော့ နှင်းစီမူတယောက်ငွေပူရကင်းမောက်အလင်းစားကဖြောက်ဖြောက်သောသူမိတ်ဆွေရင်နဲ့လမ်းခွဲထွက်ခဲ့ပြီးကားကြောင့်တက်စီရစဉ်ကားသမားကိုညှို့ညော်ရောမျက်နှာသေးနဲ့ကားကကင်းလွတ်ခွင့်ပန်ခဲ့ရသည်သူတော်ကောင်းတို့မားစားရဆိုရမလို့အဖူအထည်အစေအခတ်မဲစွာပဲစီးလိုက်နိုင်နေရွာကထွက်လာသောကားပေါ်ကားလိုတော့မခံစားနိုင် အင်ကိုလည်းမပြန်နိုင်မပြန်ချင်းပထွေရဲ့တွှျှုံမုံကုတ်တဲ့မျက်နှာ အစီတဝင်းဝင်းမျက်နှာရက်ခုရှန်နေတဲ့မျက်နှာကို ပြန်ရင်မဆိုင်ဘူးမျက်နှာချင်းမဆိုင်ချင်းဒီတခါကားပေါ်မှာလိုက်ပါရခြင်းကနှင်းစီမှုအတွက်ရှက်ရွံ့ခြင်းစိုးထိတ်နေခြင်းများပေါ်လွင်နေတယ်စိတ်ရှုပ်ထွေးနေတဲ့အလိုဆန္ဒမပြေဝတဲ့မျက်နှာအရေးချောင်းများရှင်းပြက်နေတယ်ပြောတော့မှုန်ဝါးစွာနဲ့မျက်လွှာချကခက်ကြုံကြုံခက်ကုတ်ကုတ်လိုက်ပါလာတယ် တခြားခရီးသည်များလိုခရီးတစ်လျှောက်လုံးယုံကြည်မှုပြေဝါတဲ့စိတ်အားထက်သန်တဲ့ဟန်ပန်အသွင်လက္ခဏာမျိုးနှင်းစီမှုမှမရှိတော့ကားရဲ့ဝမ်းပိုက်အလေကုံစီစလေးများ အထုပ်အပိုးများပေါ်မှာကြိုကြိုအိတ်ကလေးကိုတမင်ခွေအထိုင်ပောင်ရင်ကြမှာထိုးပြီးငကြောက်အိတ်များကြားကမှီလိုက်လာ၏ဆူဆူရှာရှာအနံ့အသက်ပုပ်အောက်ညှီဆိုးတဲ့အနံ့အသက်များ ထောင်လမောင်းထနေအောင်လေဝင်လေထွက်မကောင်းလာတဲ့ ကားအတွင်မှနှင်းစီမှုတယောက်ချွေးဆူဆူတောင်ထွက်လာ၏လမ်းဘေးမှာစိမ့်စိမ့်ကွင်းပြင်ပြာလဲလဲကောင်းကင်တို့ကိုခရီးသွားတို့ရဲ့ငိုင်မီမေ့စင်နေတဲ့ခေါင်းများကြောင့်မှမသိမကွယ်ဖြက်ခနေဖြက်ခနေသာမြင်တွေ့ရ၏ကိုကိုတော်ကထွက်လာစဉ်ကလိုသူမခံစားရတော့ ကားရဲကြားထဲမှာဓမိန်စကိုဖြုတ်အထက်ဆင့်အနာသားလေးနဲ့စုစုပြန်တက်လာတဲ့ချွေစီပြပြများကိုအင်အားပြော့စွာခတ်တာသားကလေးမျက်နှာတဝိုက်စီကိုတုတ်တင်လိုက်တဲ့ငကူကပဲစီနဲ့မပုတ်တတ်ထားတဲ့သပင်တို့ကလေတူးတန်ကြောင့်ပွာလန်ကျဲထားနေတယ်ဒိုးဝိတ်ဝင်လာတဲ့ဖုံမှုံအမိုက်တရိုက်တို့ကြောင့်နေကျင်နေတဲ့ဆန္ဒတို့ကပျော်ပြောင်းဖြောင့်ဆင်းမနေကြပဲထိုးထိုးထောင်ထောင်နဲ့နမီးမြန်လိုအကြည့်ရဆိုတဲ့ ခရီးတော်အများစုမှလည်းသူ့လိုပဲဖြစ်တဲ့ခဏနန်ခဏညင်ညင်အယောင်စင်းမွေးချောက်လျက်ငိုင်မြီးမေ့စင်လျက်ကားမောင်းသူအနည်းရှိတားမိသုံးဦးသာတဲ့လွင်တောက်ပပြီးနေစီမိုးနဲ့ရွှဲတူလောက်တော့ကောင်မလေးမှာတော့စံစားတို့ကလေအတုကြောင့်ဝဲပြန့်နေတဲ့စံချီမင်းများကိုပျော်ပြောင်းတဲ့လက်ချောင်းလေးများနဲ့မကြာခဏနားနောက်စီကို ထိုးထိုးသိလျက်ရှိတဲ့ လမ်းဆုံးရင်ရွာတော့တွေ့လီနူနူသူမဝမရေမျော်ကိုးနေတာလားမဆိုတာပေါ့တဲဤဤနဲ့ကားကမမှန်ကလေးမောင်းလျက်ရှိလိတချို့တော့လမ်းအခြေအနေကြောင့်ကားမှာတစ်ချက်တစ်ချက်ဂျိုင်းခွက်များကိုရှောင်ကွင်းချိန်မီရတဲ့အခါမှာခရီးတဲ့တချို့နဲ့တူနှင်းစီမူတယောက်လေရင်းကနှွဲကတိန်းကဆောင်းကလိုက်ပါနေရတယ် သူတစ်ချက်တစ်ချက်ငချောက်လက်အိတ်အစွန်စီကိုတော့လက်နဲ့ဖေးကူထောက်ထားရကြကခန္ဓာကိုယ်ကကာအဆောင်ကွေတို့မှရင်းရံရန်ခါသွားတဲ့သည်တွင်လမ်းကတပြောင်တပြူးတည်းဖြစ်မနေပါဆင်မလိုက်အဝေးပြေးကားကိတ်ဝင်းကိုကာထိုးဝင်ဆိုင်လာရိကားကိတ်ဝင်းထဲမှာလိုင်းကားပေါင်းစုံစူပေါင်းထိုးဆိုင်ကြတော့ထိုးဝင်းထဲမှာလူများစီဝေးနေသည်ကားလိုင်းကိန်များကိုအမိပြုတ်ပြီးကွင်းရဆိုင်ဈေးလိတ်ဆိုင်များကလည်း ဟိုမာဘက်ဒီမာဘက်တွေမှာအရှိုးရှိုးရှိနေကြတဲ့ကားပြစီအယောင်ဆိုင်တာယာဆိုင်များကလည်းဂိတ်ဝင်းကိုခြံစည်းရိုးခတ်ထားတဲ့ကဲ့သို့ပပတ်လေဝင်းရန်ထားရိအမျိုးမျိုးအနေနဲ့ကိုသွာလာသေးယူပူဆောင်နေတဲ့ကားများကလည်းဖောတီပေါ်များလာရိကားမျိုးစားများလည်းစုံလာရိအကြီးအငယ်အလက်အရွယ်ရွယ်အစအစသူ့နေရာနဲ့သူတစုံတစည်းတဲ့ရက်ထားကြရိ ကာယနာစခန်းနေရာများမှာကားကောင်းများကိုလမ်းဘက်မျက်နှာမူလျက်ခက်ဆွေဆွေရနာနေတဲ့အမှတ်30နှစ်ဘတ်စကားရှိကြီးများကို၎င်းအမှတ်90က34အမြန်ရင်ငယ်ကလေးများကို၎င်းတွေ့နေကြရဲကားကိတ်များရဲ့ဓလီထုံတန်းနဲ့အညီစားတော့ဆိုင်များလက်ဖက်ရည်ဆိုင်များမုံဟင်ကမုံတီဆိုင်များလေကြီးမလွယ်တိုက်မလွတ်ပေါများလာသည်လူတချို့ကစားနေကြတာရှိသည်လူတချို့ထိုင်နေကြတာရှိသည် လူတချို့အထုပ်ပိုးများလွယ်လျက်ရှိသည်လူတချို့ကဂျိုင်းချင်းလွယ်အိတ်လွယ်ပြီးရုံးသွားရန်လာကြတာလေးရှိသည်နေစီမို့ဘာလို့ရမှမသိဖြစ်နေသည်ရန်ကုန်မြေကိုလည်းသူမရောက်ဘူးဘယ်သွားရမှမသိကားဂိတ်ဝန်းနေရောင်နာနာဖြစ်နေသည်ကားပေါ်ကဆင်းပြီးကလေးကဘယ်ဆက်သွားရမှာကိုမဆုံးဖြတ်နိုင်လမ်းအတိုင်းလျှောက်လာပြီးကားဝင်ဂိတ်အထွက်ကိုရောက်တော့ညာဘက်ကိုချိုးကွေလိုက်တဲ့ လူများပို့ပြီးတော့ရှုပ်ထွေးဝေစီလာရခြင်းနဲ့ဈေးတစ်ခုနဲ့နီးနေတာကိုနောက်မှသိရတဲ့ပလက်ဖောင်းပေါ်ကိုတက်လျှောက်လာတဲ့တချို့ပလက်ဖောင်းကြောက်ပြားများကကျိုးပဲ့နေတယ်တချို့ကြောက်ပြားများကမြေသားပေါ်ကိုထူးထူးထောင်ထောင်အမှုမဲ့အမတ်မဲ့လျှောက်သွားရင်အသွားမတော်ကခလုတ်တောင်တိုက်နိုင်သေးတယ်သို့တော်လည်းနှင်းစီမှုကတော့ခေါင်းငိုက်ဆိုင်လျှောက်နေတာမို့ဘာခလုတ်မှမတိုက်ပါ ရုတ်တရက်သူ့ချေအစုံတုံကနေရက်သွားတယ် ူချေပြားဦးရှိမှယောက်ျားကြီးများသုံးဆောင်ခံကို တွေ့ရသည်။ခေါင်းကိုမော့တော့သူရှိမှလူရွယ်သုံးဦးကိုတွေ့မိသည်။ညီမလေးဘယ်တော့မလို့လဲ။ဘယ်တော့မှမသိပါဘူး။အဲ့ဒါဆိုဒုနဲ့လိုက်ခဲ့ပေါ့ကွာ။စဉ်းစားကြည့်ဖို့ကောင်းနေတင်မိတော့လေသူ့ဘကြောင့်မငင်းခဲမိမှမသိ။သူတို့ကိုကြည်ရသည်မှနှင်းစီမိုးထအသက်ကြီးလောက်တည်းထင်ရပေမယ့်အသက်ကြီးဆုံးလူ ဟန်တူတွေသပင်ကောက်ကောက်အသားဖြူဖြူနာရန်ပေါ်ပေါ်မြခုံးမွေးထူလက်ပြင်းနေသူကအသက်20ရောင်ကျော်သေးဟန်မတူပြီတန်နေရောက်မှလေရုပ်ရည်တန်တန်ပြန်ပြန်နေငကိုကလေမရည်ရွယ်ခေယိုထင်လဲထင်မထားတာကြောင့်သူတို့၃ယောက်ခေါ်ရကိုလိုက်ခဲ့ရသူတို့ကစိတ်ကန်းဆက်တစ်ခုစီရောက်မှပြီသူတို့ထံမှာပါလာတဲ့ငွေများကိုပြပြီးသူတို့နဲ့တူနေရန်ပြောရင်းဟမ်အခုကျမအဲ့ဒီလိုမဟုတ်ဘူးမဖြစ်နိုင်ဘူး ဒါဆိုရင်တော့ပြန်တော့မယ်မဖြစ်ဘူးမဖြစ်ဘူးရှင်တို့နဲ့မလိုက်နိုင်ဘူးရှင်တို့သွားကြတော့သူတို့သုံးဦးသားကနောက်ထပ်အားစိတ်မကြိုးပမ်းကြပေမဲ့သူတို့ရဲ့မျက်နှာအရေးချောင်းတို့မှာလိုအပ်တာထက်ပိုမိုတင်းမာနေကြတယ်။ဇူရဲ့တောက်လန့်နေတဲ့မျက်ဝန်းအစုံစုံတို့နှင်းစီမိုးအနီကခွာသွားကြတယ်။တချို့ကတော့ဟမ်ပေးများနေလိုက်တာသိမယ် ဆန္ဒမပြည့်တာကြောင့်စူဝေလာတဲ့ဒေါသတန်ရောဆိုပြီးအဖျားခတ်နှုတ်ခွန်းတုံသွားတယ်။သူတို့ရဲ့ကြောပြင်းများကို ငင်းငင်းငုံငုံကလေးကြည့်ရင် သူကတပြင်းပြင်းပြင်းလေးချလိုက်တယ်။ပြီးမှဘယ်ဆက်ရမယ်မသိတဲ့သူ့အဖြစ်ကို စိတ်ပြတ်အားလျော့လာမိတယ်။သို့တော့သူ့အိမ်ကိုမပြန်ပြန်ဖို့လည်းမဆုံးဖြတ်။ဘာချက်လို့ရမှာကိုလည်းမသိသေးသည်။ကျိုးစင်တူညီဝိစုံများဝိစင်ထားတဲ့လူများစပိန်နှစ်စီနဲ့သူအနာကိုရောက်လာပြီး မော့အကြည့်မှာတော့ ဒီကကလေးမဘာလုပ်နေတာလဲရုတ်တရက်မှအတန်ကြာမြကြောင်းငေးနေမိတယ်ပြီးမှဥယျကြီးရဲ့ကျမဘယ်သွားရမှမသိဖြစ်နေလို့ပါဟေးဘလို့ဖြစ်ရတာလဲမိမသွားစရာလားစရာမရှိဘူးဆိုရင်လေဒီနေရာမှာမနေနဲ့တို့ရဲစခန်းကိုလိုက်ခဲ့သူကမငင်သူတို့နောက်ကိုလိုက်သွားတယ်သူတို့ကရဲစခန်းကိုခေါ်ရင်ရဲစခန်းမှာမိသည်မြဖြစ်တယ်နောက်တော့စခန်းဝင်းကလူပြိုတယောက်ရဲ့အမေအိမ်မှာနေစေတယ် သူအိမ်မှာတညမျှသာအိတ်ဆက်လိုက်ကြတယ်။သူမြအိမ်မှာဆက်နေလို့မဖြစ်။ကြာချိန်လဲလက်ခံထားနိုင်မှမဟုတ်မှန်တွက်မိတယ်။နေရတီမှာသူ့အဖို့လုံးချုံတာမှန်နေ။သို့တော်လည်းဆက်မနေနိုင်။နောက်တနေ့မှာသူအိမ်ကအမေကိုလိန်ပြော့ပြီးသူထွက်လာတယ်။လမ်းပေါ်မှာလူမြဥတဟူသွားလာနေကြတယ်။သူတို့မှာတက်ဆိုင်တဲ့လုပ်ငန်းဆောင်တာများလောက်ကန်ရန်အတွက်လှုပ်ရှားသွားလာနေခြင်းဖြစ်ကြတယ်။ သို့တော်လည်းနှင်းစီမှုကဲ့သို့ဥတီယာမဲသွားနေသူဗန်နီယောက်ရှိမှာကိုတော့တွက်စားလို့မဖြစ်နိုင်မိမရှိဘူးလို့မပြောနိုင် သူတော်တော်ကလေးလမ်းလျှောက်မိတဲ့အခါဂုံမြင့်မြင့်ပေါ်မှာရွှေအစင်းအတိနဲ့တပ်ပေကြီးညူပွေဇေဒီကြီးကြီးတစုမှတင့်တယ်စွာစံပေတော်မူတာကိုဖူးမြော်ရသည်သူကလမ်းဘေးပလက်ဖောင်းကနေရင်ဖူးမြော်ကြီးညူတရာပွားမိတယ်ဘာကြောင့်မှမသိမြိုက်ရီစားတို့ကပါပြင်ပေါ်မှာဝေးတီစီးမြောလာကြသည် ဝမ်းနဲ့လာတဲ့အားငယ်ဆိုးရွံ့လိုက်ပုံမှာမျက်နှာလေးတောင်ဇီးရွက်ထက်တောင်သီးနေအောင်မေဟဲ့ကလေးမဘာဖြစ်လို့လမ်းဘေးမှာထိုင်ငိုနေရတာလဲအတန်လာရာကိုမော့ကြည့်လိုက်တော့လင်မယားနှစ်ယောက်ကိုတွေ့ရသည်သူတို့အတန်ကြားမှပဲပူပြီးတော့အားငယ်လာပြန်တဲ့တချမ်းမကရှိုက်ငင်လိုက်တဲ့နှာဖျားမှာနှာရည်များရွှဲနေလာတဲ့ညာလက်နဲ့ခပ်ဖိဖိညှစ်ထုတ်ပြလိုက်တဲ့သမီးဘယ်တော့မှမသိလို့ပါအဲ့တော့ ဒါဆိုရင်ဖះပေါ်မှာလုံကြုံရေးအဖွဲတွေရှိတယ်။သူတို့စီဒိုးလိုက်ပို့ပေးမယ်။ကောင်မလေးလာလိုက်ခဲ့။ဒိုးလင်မယားဦးဆောင်ရာဖះရင်ပြင်မော်ကိုရောက်တဲ့အခါဖះရှိလုံကြုံရေးအဖွဲကမေးမြန်းပြီးရဲစခန်းတစ်ခုစီကိုပို့ပေးလိုက်တဲ့ဒိုးနေကဒိုးရဲစခန်းမှာပဲအချုပ်ခန်းမှာအိယာပြင်ရတဲ့ထွေထွေထူးထူးမခင်ရအချုပ်ခန်းကျမ်းပြင်မော်ပါလာတဲ့ကြွကြွအိတ်အထုပ်ကိုခေါင်းပြုတ်ပြီးအိတ်ပြဲလိုက်တဲ့ သူထံမှသွေးတချို့တို့ကိုအချုပ်ခန်းရှိသတော်ဝါလေးများကအလူရက်ဆုပ်ယူစားသုံးကြ၏အတောင်ပါတဲ့အကောင်များက၎င်းအတောင်မဲတဲ့အကောင်များက၎င်းအချုပ်ခန်းတွင်ရှိ လူသားနှစ်ဦးကိုကောင်းစွာ နှိပ်စက်ကလူပြုကြ၏နောက်တနေ့မနက်ခင်းကြမှသာနှင်းစီမူပြင်ပလောကတွေပြန်ရောက်လာ၏မနေ့ကပုပ်အိတ်ညှိစုပြင်းရှာ၏အနန္တဆူးများကြကလွံ့မြောက်လာခဲ့တော့အတံမြလန်းဆန်းသွား၏ထင်သည့် တိုးတော်လည်းရေမချိုးရသေးတဲ့သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာချွေးစေးများရှိနေပြီးဖုံမှုန်စာကလေးများတွေ့ကပ်နေတာကြောင့်ဈေးပိုင်ဈေးထိုင်းနေမှာတော့နေရထိုင်ရာခက်လာတယ်။ကျောင်းကလေးတစ်ခုလောက်များတွေ့လိုက်ရရင်ရေတဝါကြီးချို့ပြဲလိုက်ခြင်းနဲ့ခုတော့ရန်ကုန်မျိုးလေကောင်ကြီးမှာစံချောင်းလည်းမရှိချောင်းမပြောနေမြောင်ကြီးကြီးကိုတော့မတွေ့ရအိမ်များကစွန့်ထုတ်တဲ့ရေစိုးများများသာဖြစ်နေနေစီမိုးစိတ်တို့ကစောက်တီရမဲ့နေတယ်အာကိုလိုက်စရာကလည်းမတွေ့ ဘိုက်ထဲမှလည်းစားလာရိမနေ့ကအချုပ်ခန်းနဲ့ရှိစဉ်က အမကြီးအိမ်ကလာပို့တဲ့ထမင်းချိုင်းကို တချို့တဝက်စားခဲ့ရသည်မှနောက်ဆုံးဖြစ်သည့်စကန်ကထွက်လာတော့လမ်းဘေးမှတွေ့တဲ့ရေဦးစင်ကရေကိုတော့တဝက်တောက်ထားတာကလွဲလို့ဘာမှမစားရသည့်စားစားနဲ့ရှောက်လာသည်မှမိုးထုတ်မတတ်မြင်မာတဲ့အဆောင်များအနီကိုရောက်လာရိအပေါ်ဆုံးထက်စီကိုလန့်ကြည့်လိုက်ရဇကြောများတောင်တောင်းနေဟိုးအပေါ်ဘက်စီကိုခေါင်းမော်ကြည့်ရရိတခုမှဆောက်လို့စိတ် အလौဒမတချို့ကတိုက်အထက်လိုက်ပေါ်မှာလှုပ်တိလှုပ်လေရွေလျားသွားလာနေကြတယ်။သူတို့ကိုခက်သေးသေးမှုံဝဝတာမြင်ရတယ်။သူတို့အစာအုံကြီးရှိကိုဆက်လျှောက်သွားတယ်။သူနေရာမှာရုပ်ရှင်များရှိနေတာကြောင့်လူများပို့ပြီးတော့စီကားနေတယ်။ရုပ်ရှင်ရုံမှာတည်ုံနေမဟုတ်အတန်းလိုက်ဖြစ်တယ်။ဈေးရောက်သူများရုပ်ရှင်ကြည့်ရန်စောင့်နေကြသူများအယောင်သွေးဆောင်စွာလှုပ်ရှားရှုပ်ထွေးနေတယ်။ ူရဲ့အနီးကိုအသက်50ဝန်းကျင် အမျိုးသမီးကြီးခက်ဝါဝဖိုင်ဖိုင်တယောက်ရောက်လာတယ်။ဒီမှာသမီးလေးအဖို့မပါဘူးလားကွ။သူကအယိုးကန်အတိုင်းပဲဟုတ်ကဲ့တော်လေးတမိဘယ်တော့မှမသိပါဘူးသူအခအမျိုးသမီးကြီးရဲ့မျက်ကြီးတို့ကဝင်းစုံသွားရခြင်းနဲ့နှကန်းစတချမ်းများတွန့်ပြီးအသက်မပါတဲ့အပြုံးသေးတစ်ခုဆက်ပြူပြီးတမိဒုက္ခတွေ့နေပုံရတယ်ဟုတ်လားရှင်ဟုတ်ဒါနဲ့များကွယ် ဒေါ်လေးကူညီပေးပါမယ်ဒေါ်လေးနဲ့လိုက်နေဒေါ်လေးကအခုရုပ်ရှင်ကြည့်မလို့လာတာသမီးပါတကားတဲ့ဝင်းကြည့်ပေါ့ကွင်းပြီးမှဒေါ်လေးအိမ်လိုက်ခဲ့ပေါ့မဟုတ်ဘူးလားကဲကဲလာသမီးရုံထဲကိုသွားရအောင်ရုံထဲမှာမောင်းမဲနေတဲ့သူကထိုင်ကုန်းမှာဝင်ထိုင်ပြီးပိတ်ကားပြင်စီကိုစိုက်ကြည့်နေတဲ့သူ့အမျိုးသမီးကြီးကတော့ကက်ရက်ခုံနဲ့စကားပြောနေတယ်ထင်တယ်အစားကအမှတ်တမဲ့မှုသူ့တရီမထားမိခဲ့စကားပေါ်အာရုံရောက်နေတဲ့ နောက်မှအမျိုးသမီးကြီးနဲ့စကားပြောနေတဲ့သူကိုတတိထကြည့်တော့အသက်30ကျော်ကျော်လူကြီးတယောက်ဖြစ်နေတယ်။စပင်ကကောက်ကောက်နှာခေါင်းကပွားတာတာနဲ့အသားမဲသလားဖြူသလားမသိကြွယ်ပြီ။တစ်ချက်တစ်ချက်အမျိုးသမီးကြီးကိုကြော်ပြီးသူ့ထံကိုကြည့်တဲ့မျက်ကြည့်များကမယိုးသာကြောချမှဓမြမှန်တီးရတယ်။သူ့အတွက်မှားမိလေချင်းရုပ်ရှင်ကိုယ်တော်ကြည့်လို့စိတ်ကုန်ခန့်လာတယ်။နေစီမိုးတွေးလိုက်ရသမျှဒီလိုလူစားတွေပဲ။ မြင်မြင်သမျှသူတို့အတွက်ဖြစ်နေရောသလားဒီလိုတော့အဖြစ်မခံနိုင်သေးလို့သူတွေးမိတော့ရုပ်ရှင်ယုံနေကဘလို့ထွက်ရမှာကိုစဉ်းစားရီပြုံးကနေသူမထွက်ဝန်ပိတ်ကားစီကြည်နေရပေမဲ့ဘာမှမမြင်ရဒီလို ရုပ်ရှင်ကြည့်ရတာမျိုးကိုလေတခါမှမကြုံဘူးစိတ်ရှုပ်ထွေးတဲ့မျက်နှာပြင်ကရုပ်ရှင်စကားကပြန်လာတဲ့အလင်းတန်းများကြောင့်အထင်းသားပေါ်နေသည်ဒေါ်လေးတမိပိုက်စာလို့အချင်းတို့ကလေးသွားဝယ်ဦးမယ် အမျိုးသမီးကသူ့ကိုတချမ်းမြဝေ့ကြည့်ပြီးအော်အေးအေးဒေါ်လေးအတွက်ဂျပန်နေကြစီလို့တထုတ်ပါဝယ်ခဲ့နော်ရော့ရော့ပတ်စံယူသွားထုတ်ပေးလိုက်တဲ့ပတ်စံကိုတော့သူ့မကြည့်မိလမ်းယူကရုံအပြင်ကိုထွက်ချလာတယ်။ရုံရှိအထွက်မှာမြင်နေရတဲ့အလင်းကြောင့်မျက်စိမြောင်းချိန်ဖန်ဖန်ဖြစ်သွားတယ်။သူ့လက်ထဲမှာပတ်စံကိုကြည့်တဲ့အခါ90ရန်တရွယ်ဖြစ်နေတယ်။မတက်နိုင်မှ သူထွက်လာကြတဲ့ကရုပ်ရှင်ပြန်မကြည့်တော့ဘူးလို့ဆုံးဖြတ်ပြီးဖြစ်တယ်။ ရုံအပြင်ကိုရောက်တော့ရုပ်ရှင်ရုံတန်းများကိုကြော်ဖြက်ကဂုံးကြော်တရာအောက်စီကိုရှောက်တော်ရီပန်းစိုးရန်ဂုံးကြော်တရာအောက်မှာထိုးဆိုင်ထားတဲ့ကားငယ်ကလေးများက အစီအီဖြစ်တဲ့ထိုးကားရဲ့စခန်းတစ်လျှောက်မှာခောက်ကလေးထိုင်ကလေးပေါ်မှာနဖာကလော်သူခြေသေးလက်သေးလှိဖြက်သူ အကျော်ချင်းများဖြေရော့အနှိတ်ခန့်နေသူများကလောကစည်းစိမ်ယူနေကြရီအများကတောက်ပြောင်ကြရီရွှေတွေများလေ အတုံးအတိတပြုံတမနေ့ သူတို့ကသာဝင်လက်နေသလောက်နားကလော်သူ ခြေသေးလက်သေးလှီးဖြတ်သူနှိပ်သူတို့မှအယောင်မထွက်မိမိမိမ့်မိနှင်းစီမိုးကလည်းမိမိမိမ့်မိဒီယောင်ကိုရောက်လာတော့နှင်းစီမိုးကိုယ်တိုင်ဂုံဒရာအောင်မှာတာဝန်ကြနေတဲ့ရဲကလေးကိုကူညီတောင်းလို့လိုက်ပို့တော့ယုံကလေးကကျင်းကျင်းကလေးတိုင်းတိုက်ကြမှာနောက်ဖေးလမ်းသွားဖို့အတွက်ချမ်းထားတဲ့နောက်ဖေးလမ်းကြားကလေးကိုအမိုးမိုးပြီးရုံးလောက်ထားတာယာယီအစာဦးကလေးပါ သူတို့ကလူကြီးတယောက်ဖြစ်မိတဲ့နေ့အသားဖြူဝင်းဝင်းတယောက်လူမျိုးရှမ်းလူမျိုးနဲ့ဆင်ဆင်တူတဲ့နာရန်သေးတွေပြီးစကားပြောရင်ဤဆက်ဆက်ပြက်တိပြက်တောင်းစေတဘောကောင်းဟန်ရှိတော်လေပြသားတီးကြတတ်တဲ့အသွင်ရှိတဲ့ကဲညီကအိမ်ကပြေးလာတာဆိုတော့အင်ကိုပဲပြန်ပို့ပေးရမှာပဲဟင့်အင်တမိအိမ်မပြန်ခြင်းမူဒါဖြင့်ဒီမှာဘာအလုပ်လုပ်မှာလဲပြောစမ်းမအောင်ဦးတို့တင့်တော်မဲတင်နေအလုပ်တစ်ခုခုလောက်ရှားပေးပါ ။တမိအဲ့ဒီမှာလှုပ်ပါမယ်။ဒါဆိုရင်တော့အခြေအနေမဲ့ပားပြောက်ရေးစီမံဖွဲ့ကိုဆက်ပြီးလိုက်။ဒုတိတုံးပြက်စွာပြောပြီးတဲ့နောက်မှာနှင်းစီမိုးကဌာနတစ်ခုစီကိုလိုက်သွားရတယ်။ဒုဌာနမှာနှင်းစီမိုးကိုဓာတ်ပုံမှန်တန်ရယူကြတယ်။ကိုရီချက်လက်တွေစူးစောင်းနေလက်ပွေပုံအောင်မှတ်ယူထားတယ်။ဌာနရဲ့အကြီးအကဲလို့သူက ဖုန်းနံပါတ်တစ်ခုကိုကောက်လှည့်ပြီးဟုတ်ကဲ့မင်းကလေးပါ အသက်16 18လောက်ရှိပါပြီ ်အမကြီးတို့လက်ဖက်ရည်ဆိုင်မှာမေးလောက်ပါမေးတဲ့ပြီးတော့စက်ချုပ်လဲတင်းချင်ပါတဲ့ဟုတ်ကဲ့လာခေါ်လို့ရပါတယ်သူ့ကိုလာခေါ်ပြီးအလုပ်ပေးမဲ့သူကိုမမြင်ရသည့်ဌာနကလူကြီးအပြောကအပြိုကြီးတယောက်ဖြစ်ပြီးလက်ဖက်ရည်ဆိုင်ဖွင့်ထားတယ်နင်းစီမိုးကဲ့သို့သောမင်းကလေးနှစ်ဦးလဲဒူဆိုင်မှာပဲအလုပ်ဝင်နေကြတယ်နင်းစီမိုးအဖိုးတွန်းခိုရကလေးရေးရမြတွေးလိုက်တယ်ထင်နေဟောအမကြီးသူလေးပဲဗျကဲသမီး ဒီအမကြီးရဲ့ဆိုင်မှာကူးလုပ်ပေးလိုက်နော်။သူကစက်ကြုတ်လေတင်ကျင်နေပြောတယ်ဗျ။ဟုတ်ကဲ့ကျမဆိုင်ကမျိုးစုံမားဆိုတော့လူကျဲပါတယ်။ဝိုင်းလုံးဝိုင်းစားပေါ့ကွယ်။ကျမလည်းငငယ်လေးကလေးကမိဘနှစ်ပါးဆုံးခဲ့လို့ဦးလေးတွေအတော်တွေကြားမှာကြီးလာခဲ့ရတာ။ဒါမို့ကိုချင်းစာမိပါတယ်။စိတ်ချပါ။သမီးကသာအလုပ်ကြိုးစားလုပ်ပေါ့ကွယ်။ကဲလာလာ။အသက်40သားသာရှိမယ်ထင်နေ။ညဉ့်ညံ့အသားရေရှိပြီးအစီအစိမ်အစားလွန်သူတအူးနဲ့ ဝါဖိုင်းတဲ့ခန္ဓာကိုယ်ရှိတဲ့မျက်နာကရှင်းသန့်နေရိုးကုန်ရှိတဲ့ယုံကြည်မှုအပြည့်ရှိတဲ့ပုံပေါက်တဲ့နေစီမိုးကဲ့သို့သောလူသားတွေကိုတီးတွေးခဲ့ဘူးတဲ့အဖြစ်တနည်းကိုပြန်လည်ဖောက်သိချပြရဲသူကကြွတ်ကြွတ်အိတ်ကလေးကိုဆွဲပြီးသူအမကြီးရဲ့နောက်စီကိုခက်ရွတ်ရွတ်ကလေးလိုက်ပါသွားရဲတကယ်ဆိုနှင်းစီမှုအဖို့ဘဝကိုကောင်းကောင်းရင်ဆိုင်နိုင်လောက်တဲ့စားဖို့မပူရအိပ်ဖို့မပူရနေဖို့မပူရတော့ သူကလေးနေတတ်ထိုင်တတ်ခဲ့ရင်သူ့ရှိရေးအိမ်မက်လှလှလေးတွေမျှဝေနိုင်သေးတော့မတ်သက်ကလင်ကောင်းသားကောင်းတောင်တွေ့နိုင်သေးတဲ့ရှင်ဘရင်နဲ့ညာရင် မိဖုရားပင်ခက်ခက်လာသည် သူစိတ်သူအတွေ့သူစရိုက်တို့ကပုံဖန်းလို့မရခြင်းရေတဲ့အယုတ်ရေးရသလိုပြီးပြန်လုံးကျဖူးထည့်မလာခဲ့မုံဝါးဝါးလေးများသာရုပ်လုံးမပြီးပြန်လာသူအမကြီးနောက်ကိုကောက်ကောက်ပါလိုက်သွားတာမှန်တော်လေနှစ်ရက်မြတာကြားရနေလိုစိတ်မရှိတော့ ဂျိုအင်ကနှိမ့်ဆက်ကလူမပြုတ်ပေါ့မနိုင်ငွန်လေးမစီခိုင်းစိတ်လက်ဖြေရောရန်ရုံမြင့်တန်းကြတဝါကြီးကြည့်နိုင်နေတနကားချီဆုံးကောင်းဆုံးလင်းချဲ့မှုန်းလို့ရရီဒဇက်ကလေးမှမညူစုသို့တော်လေသူမပြောဒီလိုပုံဒီလိုအချိုးနဲ့သူလမ်းပြောင်မာလေးတယောက်ထပ်ပူပြီးပြစ်လာစရာမရှိနိုင်အပြိုကြီးမအနေနဲ့ဆက်လက်မထိန်ချောင်းနိုင်တော့မူလနဂိုဌာနစီပြန်လေအနံခဲ့ရီသူပြန်ပါလာရီမျက်နာတည်တည်ဘာမှပူဟန်မပေါက် ဇိုးယွန်းလို့လေမနီတောင်စုပ်ပလုံစုပ်တခုလိုအဝေးစီဆွန်ပြည့်ရန်လေတတ်မဲ့ပြည့်စီမဟုတ်ဝင်ကဘာတဲ့အကွေးကောက်များစွာဖြတ်တန်းသွားလာနိုင်မှု သူရွေးလိုက်ရတဲ့နေရာကရေခဲဆိုင်မှတ်တိုင်နာစီက ဝင်ကဘာလမ်းထဲမှာရှိတဲ့အမျိုးသမီးတက်ကြီးတင်နှန်းချောင်းစီကိုသာနှင်းစီမိုးလေထိုချောင်းတော်ကြီးမှာဘဲတို့ဘဲပုံရှိနေမှာကိုတော့အခြေအနေမဲ့တောင်ရန်စားတော့သူများပားပြောက်ရေးစီမံချက်ရှိ ဘူကြီးဝင်းသိန်းတို့ အမတ်တရာစာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါတယ်ဟုတ်ပြီဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်နာစင်အားပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုဂျေဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။